ပြိုင်ဘက်ဘရူနိုဆေးပါတာပတ်မပြေဘူးဆိုအမောက်သိပ်ပြနိုင်မလို့ယုံကြည်ပါတယ်ဆိုတဲ့ဗန်အားလုံးပဲမင်္ဂလာပါခန်းဖိုင်နီးချန်ကလည်းကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ရဲ့မြန်မာဖိုင်တာလေးဂျိုရှူအဘန်ကတော့ပြိုင်ဘက်တာလက်ပတ်မပြေဘူးဆိုရင်ကျွန်တော်ပွဲသိမ်းပြနိုင်ပါတယ်ဆိုပြီးယုံကြည်ချက်အခိုင်အမာရှိကြအောင်ထုတ်ပြလာခဲ့ပါတယ်ဂျိုရှူအဘန်နဲ့ဘရူနိုဆေးပါတို့ဟာဂုတုဘတ်တင်းတုံးနဲ့မှာကျင်းပမဲ့ US သီဒူရန်စစ်မှာရှင်ပြိုင်ထိုးတက်ကြမှာပါအရင်တော့က US သီဒူရန်သီမှာဂျိုရှူအဘန်နဲ့ဘရူနိုဆေးပါတို့ပွဲတည်ပေးခြင်းခံရပြီးတော့ဆေးပါရဲ့လက်မောင်းထံအောင်ကြောင့်ပွဲပြတ်ခဲ့ရတယ်ဖြစ်ပါတယ် အခုတော့ Fighter နှူးလုံးကလည်းပွဲထုတ်ဖို့ New Jersey ကိုရောက်ရှိနေပြီးအချိန်အနည်းပြင်းဖို့လက်မှတ်ရေးထိုးပြီးပါပြီ။ဘလို့ဆေးပါနဲ့ပွဲကထူးခြားတဲ့ပွဲတစ်ပွဲဖြစ်မှာပါ။သူရဲ့ကစားပုံက Stand Fight ပိုင်းမှာအားပြုကစားတဲ့သူဆိုတော့အရန်ကြည့်ကောင်းတဲ့ပွဲဖြစ်မှာပါ။ဘန်ကဒီပွဲကိုနိုင်ရင်သူက Ranking အဆင့်30ထဲမြင့်တဲ့နေရာရောက်မှာတော့တေချာပါတယ်။ Joshua Bang ကပွဲထုတ်လာတဲ့အတွေ့အကြုံ၄နှစ်ပဲရှိသေးတာပါ။အခုပြိုင်ဘက်က Wayne ရဲ့အတွေ့အကြုံရှိသေးပါဒါပေမဲ့ဘန်က Sweet Five ကနေတက်လာတဲ့သူဆိုတော့သူ့မှာလုံလောက်တဲ့အတွေ့အကြုံရှိပါတယ်။သူ့ဘက်ကပွဲကိုဘယ်လိုပုံစံမျိုးကစားပြအောင်လဲဆိုတဲ့ပုံမှာပဲမူတည်တာပါ။ကျွန်တော်ဘက်ကတော့ပွဲသိမ်းရလတ် မဖြစ်မနေယူပြမယ်ဆိုတဲ့ပုံစံမျိုးကစားမှာမဟုတ်ပါဘူးဒီဘက်မှာသူအခွင့်ရေးရရယူမယ်အခွင့်ရေးမပေါ်လာဘူးဆိုရင်တော့မယူပါဘူးကျွန်တော်ကခေါင်းသုံးပြီးပပနဲ့နဲ့ကစားသွားမှာပါလို့ US Team ကစစ်မတိုင်ရင် Joshua Man ကပွဲချိုစကားပြောထားတာလည်းဖြစ်ပါတယ်နိုင်ငံခြား website တော်တော်များများမှာလည်းမြန်မာ fighter လေး Joshua Man နိုင်မယ်လို့ခံမှန်းထားပါတယ် Bruno ကဘန်ထက်လက်သီးပါဝါနိုင်ငံပို့ပြနိုင်ပါတယ်ဒါပေမဲ့ဘန်ကပုံမြန်မယ်ဂျုံအားပို့ကောင်းမယ်ပထမအချိန်မှာဘန်သတိထားဖို့လိုပါမယ်ဘန်ရဲ့လက်ထိုးဇက်သိန်းကွက်ကိုတော့ဒုတိယအချိန်မှာတွေးမြင်ရနိုင်ရှိပါတယ် ရူနိုကိုအမောက်အသိနိုင်တဲ့အနေအထားမှာရှိနေတယ်လို့ယုံကြည်ပါတယ်။ဂျိုရှွာဘန်နဲ့ရူနိုဆေးပါတို့ပွဲစဉ်ဟာဂူလာမဲဂျွန်ရှင်းရနဲ့တင်းငွေနေနေမနဲ့ရှင်းနိုင်ဝင်းကျင်မှာရှင်ပြိုင်ထိုးစစ်တော့မှာဖြစ်ပါတယ်။